အကောင်းဆုံးဖုန်းတစ်လုံးဝယ်ရောမယ်ဆိုရင် Apple Save Gallery ကိုတွားမယ်အဲ့လိုပဲရန်ကုန်မြို့ရဲ့အကောင်းဆုံး prime location တွေမှာစောက်ထားတဲ့ luxury condo တွေတထေးတွေကြိုက်ဖြစ်တဲ့ဒါ Windermere ရွှေတောင်ကြားမှာရှိတဲ့ project တွေနောက် Soho project တွေနောက် Shophouse project တွေအပြင် 1sq ft ကိုဒါ3ဒိန်းခွဲ4ဒိန်းဝန်းကျင်နဲ့ကျိုးပွဲနဲ့ဝယ်လို့ရတဲ့ mini condo တွေ luxury condo မျိုးစုံအပြင်မန္တလေးရဲ့ project တွေပါတနေရာတွေမှာလေးလာဝယ်ယူရင်းနှီးမြှုပ်နှံလို့ရတဲ့ အင်ချန်မြေ save gallery တခုကိုကျွန်တော်ဒီနေ့ကျွန်တော်ရဲ့အင်ချန်မြေပရိသတ်တွေကိုကျွန်တော်လိုက်ပြီးတော့မိတ်ဆက်ပြတာပြီးမှာဖြစ်ပါတယ်ဒီ sale gallery ရတော့ night group capital နဲ့ grand landmark development တို့ရဲ့ project တွေကိုတနေရာထဲမှာကျွန်တော်တို့အာလာပြီးတော့လေ့လာဝယ်ယူရှင်းလင်းမြှုပ်နှံလုပ်ရတဲ့ the perfect safe gallery ပဲဖြစ်ပါတယ်ဒီ perfect safe gallery ရဲ့ location ကိုပြောမယ်ဆိုရင်ကျွန်တော်တို့ကမာရွံ့မြို့နယ်အင်းစိန်လမ်းမပေါ်ဆိုင်းငိန်ကမိုးမွေ shopping center ရဲ့ဘေးကရဲ့ဆိုင်းငိန်လမ်းမှာရှိတာပဲဖြစ်ပါတယ် the perfect safe gallery ထဲမှာဘယ်လို project တွေရှိတာလဲဆိုတော့ကျွန်တော်တခုချင်းစီလိုက်ပြောပြသမှာဖြစ်ပါတယ်နောက်ပြီးတော့အခု the showroom ဖွင့်ပွဲအနေနဲ့ရောဒီဇိုင်းတိုင်းတည်င်းကျွအရောင်းပွဲတော်အနေနဲ့ရောကျွန်တော်တို့ဒါ promotion ကိုအခု16ရက်နေပြီးတော့22ရက်နေထိ လာမျိုးဝယ်ယူတဲ့အယောက်20ကို cashback 3900နေပြော3100အထိနောက်ပြီးတော့ iPhone 17 Pro ကိုလည်းကျွန်တော်အယောက်20အထိပေးသွားမယ်အပြင်ဟိုဒီထဲမှာပြထားတဲ့ project တိုင်းကိုဘန်လုံးနဲ့လည်းကျွန်တော် KPZ ဘန်လုံးနဲ့လည်းအာ10နှစ်15နှစ် home loan နဲ့ဝယ်ယူလို့ရမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးကတော့ဒီ showroom ရှိတဲ့ The Perfect Condo ကိုအရင်ဆုံးမိတ်ဆက်ပေးမှာဖြစ်ပါတယ်အခုကျွန်တော်တို့မြင်ရတဲ့အတိုင်းပဲဒီ Perfect Condo ကတော့ဒါအင်းစိန်လမ်းမကြီး ပေါ်မှာကျွန်တော်တို့ဒါဂမုံးပွင့်ရှိရယ်ဂမုံးပွင့်နဲ့ကက်ရက်ပေါ့နော်ဂမုံးပွင့်နဲ့လမ်းတလမ်းနဲ့ခြားတဲ့ဆန်းငိမ်မှာရှိတာဖြစ်ပါတယ်သူကတော့12ထက်အဲဖြစ်တယ်ဒီထဲမှာတော့ရေကူးကန်လေး gym လေးအစုံပါမယ်ပေါ့နော်အားနာချက်ကတော့ဒီထဲမှာ location ပြောမယ်ဆိုရင်တော့ဆန်းငိမ်နီးတယ်လေလန်းစင်တာသွားလို့ရတယ်ပြီးတော့ရင်ကျွန်တော်တို့ရဲ့ the broom ပေါ့နော်အခု shopping center အစ်စ် office hour အစ်စ်ပေါ့နော်ဆိုတော့အင်ရကန်ကိုလည်းနီးတယ်ဘာမှအပြစ်ပြောစရာမရှိဘူး ပြီးတော့ရင်အားတက်ချက်တခုကတော့ချိုးပွိုင်းပေါ့နော်ဈေးနှုန်းကတော့ဒီ showroom ကိုလာပြီးတော့ sales နဲ့လာရောက်မြင်မြင်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော် square feet အနေနဲ့ဒါ square feet 900ဝန်းကျင်ရနေပြီးတော့စဝယ်ယူလို့ရတယ်ပုံမှန်ဆိုရင် foreign develop လုပ်တဲ့ project တွေမှာပဲ square feet အသေးရှိရပါတော့အခုကတော့ကျွန်တော်တို့ night group capital နဲ့ landmark development ကနေပြီးတော့ပေါ်ဆောင်တဲ့ the perfect condo မှာလည်းအခုလို square feet 900ကျော်ကနေစဝယ်လို့ရတယ်900ကျော်900ကျော်နောက်900ကျော် နောက်ဆုံးအကြီးဆုံးက scriven 2400ကျော်လေးရှိတယ်နော်ဆိုတော့ project အများကြီးရှိရဲ့တခုချင်းစီကိုကျွန်တော်လိုက်ပြမှာဖြစ်ပါတယ် the perfect ကိုလို့လည်းဒီမှာပြသမှာဖြစ်ပါတယ်ဆိုတော့နောက် project ကိုတက်ကြည့်မလားဒုတိယ project အနေနဲ့တော့ grand yumona project ဖြစ်ပါတယ်ဒီ project ရဲ့နေရာကတော့ကျွန်တော်ဒေါ်ဘုံမြို့နယ်အာ moody seagan ပေါ့နော် moody seagan နာမရောက်ခင်ကျွန်တော်ဘန်လူရတရားစင်းစင်းချင်းရေမုံနာလမ်းမပေါ်မှာရှိတဲ့ဒါမီနီကွန်ဒိုပဲဖြစ်ပါတယ်ဒီမီနီကွန်ဒိုက1 square feet ကို ၄သိန်း၄000ဝန်းကျင်နဲ့စဝေယူလို့ရမှာဖြစ်ပါတယ်။သူကလည်းကြိုးပွဲပေါ့နော်။၂026ဂျွန်လာမှာဆိုရင်ကျွန်တော်ဟန်နိုဗာလို့မှာဖြစ်ပါတယ်။အဲဒီထဲမှာတော့ကျွန်တော်ဒလီကပါမယ်၊ကာဘာကင်ပါမယ်။ပြီးတော့ရင်ကျွန်တော်တက်လွာမှာ၄ခန်းပေါ့နော်။အာဒီလို project ကိုလည်းဝေယူရင်းနှီးမြှုပ်နှံလို့ရမှာဖြစ်ပါတယ်။အားတဲ့ချက်ကတော့ဒါမူဒီဆေယွန်နဲ့နီးလေဘန်ဒူလာတဒါဆင်းလိုက်နဲ့မြို့တဲ့ရောက်မှာဖြစ်ပါတယ်။အခုလိုမီနီကွန်ဒိုကိုလည်းကျွန်တော်ကျူပွဲနဲ့ဝေယူရင်းနှီးမြှုပ်နှံလို့ရမှာဖြစ်ပါတယ်။ဆိုတော့နောက် project ကိုလည်လာကြည့်ပါ နော် project တခုကတော့ကျွန်တော်ဒါသင်္ကန်းကျွန်းမြို့နယ်လေးတောင်ကန်လမ်းမအနီးမှာရှိတယ်ကျွန်တော်တို့အာပြီးတော့သား high class condominium ပဲဖြစ်ပါလေဒီ condominium မှာတော့ facility အနေနဲ့ဒါ roof မှာဆိုရင်ရေကူးကန်ပါလာမယ် fitness center ပါလာမယ် gym တွေပါလာမယ် car parking တွေပါလာမယ်ပေါ့နော်ဆိုတော့သူ့ရဲ့မြေကတော့ဂရန်မြေအမျိုးအစားဖြစ်ပြီးတော့သူကလည်း2026အောက်တိုဘာမှာကျွန်တော် handover လုပ်မှာဖြစ်ပါတယ်သူကလည်းကျိုးပွင့်နဲ့ဝယ်ရှင်းလင်းမြို့နယ်လို့ရတဲ့ project တခုဖြစ်တယ် ခန်းဖွဲ့စည်းပုံကြည့်မယ်ဆိုရင်ကျွန်တော်တို့ square feet ခုနှစ်ရာကျော် one bedroom မှာနေဆောက်ဝယ်လို့ရတယ်။ဒါဆိုရင်ကျွန်တော်တယောက်လေးတမားတွေအဲနောက်ပြီးတော့အဲနေရောက်တဲ့ couple ဆိုရင်ဝယ်လို့ရတယ်။ square feet 900 square feet 1000 square feet 1200ပေါ့နော်။ one square feet ကိုအာဒေးဒိန်း၄တောင်းဝင်းကျင်နေပြီးတော့ဆက်ပြီးဝယ်ယူလို့ရတဲ့အာဒါ project တစ်ခုဖြစ်ပါတယ်။နောက် project ကတော့အားလုံးသိပြီဒါ the heart of ရန်ကုန်မှာရှိတဲ့ အဲတကယ်ကိုကျွန်တော်တို့စူးလီဖျားလမ်းမပေါ်မှာရှိတဲ့ကွန်ဒိုမီနီယံကြီးဖြစ်ပါတယ်ဒီကွန်ဒိုအားလုံးမြေဖူးနေကြဖြစ်နေတယ်အ1 square feet ကိုတော့ဒါ9ဒိန်း10ဒိန်း17ဒိန်း12ဒိန်းထိရှိမှာပေါ့နော်အသေးစိတ်ကိုတော့ဘယ်လိုအခန်းတွေဝယ်ယူလို့ရတာလဲဆိုတာတော့ဒီအဲဆိုင်းငင်ကမုံပွင့်ဘေးဆိုင်းငင်လမ်းမှာရှိတဲ့ဒီ perfect set gallery မှာလာပြီးတော့လေ့လာစုံစမ်းဖို့ကျွန်တော်ဖုန်းနံပါတ်ကိုပေးထားမယ်လိုကေးရှင်းလေးနဲ့ချထားပေးမှာဖြစ်ပါတယ်ဆိုတော့နောက် project ကိုတက်ကြည့်မယ်လား ဆိုတော့ now project တခုကတော့ကျွန်တော်တို့ဒါ shop house နဲ့ soho design project တခုဖြစ်ပါတယ်ဒီမှာဆိုရင် the prince ဒါကတော့ကျွန်တော်တို့ဒါအလုံးမျိုးနဲ့မင်းရဲ့ကြော်စွာလမ်းမပေါ်မှာရှိမဲ့အာကျွန်တော်တို့မြင်နေရတဲ့အတိုင်းဒလိကားပါမယ် shop house သူကတော့လုပ်ငန်းလုပ်မယ်အကြောင်းနေဖွင့်မယ်အာလူနေမယ်ဒီလိုပုံစံလုပ်လို့ရတဲ့ project တစ်ခုဖြစ်ပါတယ်။တူရတဲ့ free host land ပေါ့နော်။ဘိုးဘွားပိုင်တွေမှာ စောက်ထားတဲ့အခုလိုမျိုးဇင်းတို့ကတော့အာလာပြီးတော့လိလာစုံစမ်းလို့ရတယ်ဂျိုးပွိုင်းဝယ်လို့ရမှာဖြစ်ပါတယ်ဒီ shop house ပုံစံပဲဒီ project ကတော့ the cycle ဖြစ်ပါတယ်တော့ကျွန်တော်တို့မန္တလေးမြို့ရဲ့အာဒဂွန်တိုင်းကျွန်တော်တို့မန္တလေးမြို့မှာကျူဆူပါတယ်အဝိုင်းဘေးနားမှာရှိတဲ့ shop house ပဲဖြစ်ပါတယ်သူကလည်းအလားတူပဲအခုကျွန်တော်တို့မြင်နေရတဲ့အတိုင်းပဲ shop house ဖြစ်တယ် soho ပုံစံဖြစ်တယ်ဒီဟာကိုလည်းဂျိုးပွိုင်းနဲ့ ဝယ်လို့ရမှာဖြစ်ပါတယ်ဇီးနှုံးနဲ့ဘယ်လိုပေးရမှာလဲဆိုတာကတော့ကျွန်တော် showroom က sales ကိုပဲတောင်းဝယ်လွှဲပေးထားမှာပေါ့နော်အခုလောလောဆယ်ကတော့ showroom မှာရှိတဲ့ project တွေကိုမိတ်ဆက်ပေးတာဖြစ်ပါတယ်ဆိုအခုအဲဒါ scale model တွေနင်းနေရတဲ့အတိုင်းပဲဝယ် business နဲ့ကန့်ညီမယ်ဆိုရင် အလုံးမင်းရဲ့ကြော်စွာလမ်းမပေါ်မှာလည်းရှိတယ်ပြီးတော့ရင်မန္တလေးမှာလည်း now the cycle ဆိုပြီးတော့ project ကိုဝယ်ရင်းနှီးမြှုပ်နှံလို့ရမှာဖြစ်ပါတယ်နောက်ဆုံးကတော့ကျွန်တော်တို့ ERC ဒါအရှင်းမြင့်မြတ်ကွင်းလမ်းပေါ်ပေါ်မှာ ERC ကွန်ဒိုတော့အားလုံးတည်ပြီးကြမယ်လို့ထင်ပါတယ်ဒီထဲမှာမှတကယ်ကိုကျွန်တော်တို့ high ceiling ပုံမှန်ကျွန်တော်တို့ကိုးပေစေတီလောက်ရှိတဲ့ ceiling ထက်ကျွန်တော်တို့ဒီ second floor third floor ကိုအခုလောင်းချပေးမှာဖြစ်ပါတယ်ဈေးနှုန်းနဲ့ payment တွေကိုတော့ကျွန်တော်တို့ဒါ showroom ကိုလာပြီးလေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်ဒီမှာဆိုရင်ဒါကျွန်တော်တို့အလွန်နှိပ်ဆိုပေမဲ့သူ့ရဲ့ ceiling ကတော့လုံးဝ73ပေ ceiling ပေါ့နော်အပြင်နောက်ဆုံးရောင်းဖို့ အာဒီနှစ်လွာပဲကျန်တော့တယ်ကျန်တဲ့အလွာကတော့လူနေနေပြီးဖြစ်တဲ့ project တစ်ခုဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရန်ကုန်ရဲ့အကောင်းဆုံး prime location ဖြစ်တဲ့ Wondermia ပါเนาะကျွန်တော်ရွှေတောင်ကြားမှာရှိတဲ့ Grand Wondermia ကိုလည်းအာဒီမှာတော့ modern scale model တော့မရှိဘူးဒါပေမဲ့လည်းအဲ့ဒါကိုလည်းကျိုးပွင့်နဲ့ဝယ်လို့ရပါတယ် shop house အနေနဲ့သုံးကျင်လည်းရတယ်ဥပမာ jewelry ဆိုင်ဖွင့်တာတော့လူနေ အနေနဲ့ဝယ်မယ်ဆိုရင်လည်းရတဲ့ project တခုဖြစ်ပါတယ်သူကလည်းဂျိုးပွင့်နဲ့ဝယ်လို့ရပြီဖြစ်ပါတယ်ဆိုတော့ဒီမှာမပြထားတဲ့ project တွေလည်းဟိုအများကြီးရှိရပါတော့ဟိုအသေးစိတ်ကတော့ဒီ showroom ကိုလာပြီးတော့လည်လာလို့ရပါတယ် showroom location ကိုထပ်ပြောမယ်ဆိုရင်အဲကျွန်တော်တို့ဒီကမာရွမြင့်နဲ့အင်းစိန်လမ်းမကြီးပေါ်စိုင်းငင်ကမုန်းပွင့်တလန်းကျော်ပေါ့နော်တလန်းချာမရှိတဲ့ကျွန်တော်စိုင်းငင်လမ်းမပေါ်မှာရှိတဲ့အာ the perfect gallery ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် hotline လေးထပ်ထပ်ပေးမှဖြစ်ပါတယ်ဒီမှာ page ကိုလည်းကျွန်တော် ွဲထားပေးမှာဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ဆိုတော့နောက်ဒီကြိမ်မှာပြန်တွေ့ပါမယ်ခင်ဗျာ